တင်မတီတောင်စာမကောင်းလို့ပြဿနာတက်ကစန်ရှင်ကိုဝင်ဆောင်မြမအမျိုးသမီးအနှိမ့်ဆရောက်ခင်ရတဲ့မလေးရှားနိုင်ငံကဖြစ်စေတမောတီနောင်းဝယ်စာမှာတဆက်လီမစာမကောင်းတာကြောင့်ပြတနာရှာကတောင်းကြံခဲ့လို့ဆန်ရှယ်မျိုးသမီးလေးဘဝတပားကိုကူပြောင်းသွားတယ်ဖြစ်စဉ်ကမလေးရှားနိုင်ငံကမီဒီယာတွေမှာဟိုလီတကြောကြောဖြစ်နေပါတယ်။ ပိုပြီးတနာစရာကောင်းတာကဘဝတပိုင်းရောက်သွားတဲ့ဆန်ရှင်မျိုးသမီးလေးဟာကိုဝင်လွယ်ထားတဲ့မြန်မာနိုင်ငံသူမျိုးသမီးလေးဖြစ်ကောင်းပြမှုကျူးလွန်သူကလည်းမြန်မာနိုင်ငံသား၃ယောက်ဖြစ်နေတာကိုအံ့အသင့်ပွဲသိရတာပါအနိမ့်ဆောက်ရောက်သွားတဲ့သူကတော့မွန်ပြည်နယ်မှုတုံမြို့ကဖြစ်ကမီယောချန်းဆိုတဲ့အသက်30အရွယ်မြို့သမီးငယ်လေးဖြစ်ပါတယ်။သူမကမွန်ပြည်နယ်ကဆူရိုမာလီတူဖြစ်ကြောင်းလည်းသိရတာပါ။သူမကမလေးရှားနိုင်ငံပီနန်ဘာတာပေါ်မှာခင်မွန်တဲ့နယ်စားတောက်ဆိုင်နေဖွင့်ကကောင်းရောင်းကောင်းဝင်လုပ်ကင်စားတောက်နေတာပါ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့သူမတို့ဆိုင်ကိုမြန်မာလူမျိုးညီကိုတုံးယောက်ကလာရောက်စာတုံးတာပါဒီလိုအချိန်သူတို့တုံးယောက်ဟာမူးနေတဲ့အတွက်သူတို့တုံးယောက်မှစားတဲ့တင်မော်တီတော်ကမဲတူးနေကြအောင်အရာသာမကောင်းကြောင်းပြောကပြဿနာတက်ကြတာပါ ဆိုင်ရှင်မျိုးသမီးကတော့စိုင်းပိတ်တော်မှာမို့ပစ္စည်းလည်းမစုံလုံးနားလေပြီးဖို့တောင်းပန်ပေမယ့်အဆင်မပြေခဲ့ပါဘူး။အဲဒီနောက်မှာတော့ရုံးရင်ဆန်ခတ်ဖြစ်ကအမျိုးသမီးငယ်လေးဟာခင်မွန်းတဲ့ကိုကာကွယ်ရင်းအနှိမ့်စာရောက်ခင်ရကခင်မွန်းတဲ့နဲ့နောက်ထပ်တစ်ယောက်ကတော့ဒဏ်ရာရခဲ့ပါတယ်။အခုချိန်မှာတော့မလေးရှားရဲတပ်ဖွဲ့ကတရခတ်မြန်မာလူမျိုး၃ယောက်ကို ဖမ်းမိထားပြီလို့ဆိုပါတယ်။မလေးရှားနိုင်ငံကလူတွေနဲ့မြန်မာလူမျိုးတွေကတော့အနှိမ့်ဆရောက်သွားတဲ့မော်မာလေးကိုတနာနေကြတာဖြစ်ပါတယ်။